မင်္ဂလာပါရှင်ရောင်းခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်ဖိလစ်ပိုင်မုန်တိုင်းရာကာစာထိုင်ဝမ်နဲ့တရုတ်တို့ဝင်ရောက်လာပြီးနောက်မြန်မာနဲ့နေတာမီဖြစ်ပြီးမိုးကြီးလင်းပြတိုက်ခတ်နိုင်တယ်လို့စစ်ကောင်စီမိုးစလာသတိပေးဖိလစ်ပိုင်ပြည်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်မုန်တိုင်းရာကာစာမှာဖိလစ်ပိုင်တိုင်ဝမ်ဟောင်ကောင်နဲ့တရုတ်တို့ဝင်ရောက်တိုက်ခိုက်ပြီးနောက်မြန်မာနိုင်ငံရဲ့နေလာမီဖြစ်ပြီးတော့လာမယ့်48နှစ်အတွင်းမိုးလုံများပြီးလေပြင်းတိုက်ခတ်နိုင်ကြောင်းစစ်ကောင်စီမိုးစရာကယနေ့ညကသတိပေးတယ်။ စတေမာလာ24ရက်နေ့ပါဝင်လာမဲ့48နာရီအတွင်းမှာဇက်ကိုင်းတပ်ပိုင်းကချင်ရှမ်းမြောက်တို့မှနေရာကျကျဲမိုးကြီးလေပြင်းတက်ခတ်နိုင်ကြောင်းဆိုရင်ရင်းပြင်ရက်ကိုင်းနေပြည်တော်ရန်ကုန်မန္တလေးဘကုမကွေဇက်ကိုင်းအောက်ပိုင်းအရာဝတီတနင်္သာရီခရယာကရင်နီချင်းမော်နယ်ရန်အရှိတောင်တို့မှလည်းဒေသလိုက်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့စစ်ကောင်စီမိုးစလာကထုတ်ပြန်နေတယ် ဘင်္ဂလားပြည်နယ်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေလေပြားနဲ့ရေဝင်အချိန်ကြောင့်ရွှေဘက်ကရွေ့လျားလာတဲ့လေပွေလိုင်းနေအချိန်တို့ကြောင့်မြန်မာနိုင်ငံနဲ့တိုင်းနယ်ပြည်နယ်အလုံးဒီပါမှာမိုးသီးတန်စွာရသွုံမှုနဲ့အတူလေပြင်းတိုက်ခတ်နိုင်ကြောင်းဆိုပါတယ်။မိုးကြီးလေပြင်းနဲ့အတူမိုးထစ်ချုံခြင်းမိုးကြိုပြစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစရဲသဘောဝဘေးနဲ့ကြာနိုင်ပြီးအထူးသတိထားကြရလဲစစ်ကောင်စီမိုးစလာကတည်ပေတယ်။တိုင်ဖုန်းမုန်တိုင်းရာကစားကုန်မုန်တိုင်းပြင်းုံတင်စားရလဲအလွန်အားပြင်းထန်တာကြောင့် ဖိလစ်ပိုင်တို့ဝင်ရောက်တိုက်ခိုက်ရမှာလည်းနေဆုပ်လူသုံးသေဆုံးခဲ့ကြောင်းသိရတယ်။စတေမာလာ23ရက်နေ့မှာရာဂါဇာမုန်တိုင်းကထိုင်ဝမ်၊ဟောင်ကောင်နဲ့တရုတ်တို့ဝင်ရောက်လာခဲ့ပြီးထိုင်ဝမ်တခုထဲမှာနေဆုပ်လူ14ဦးသေဆုံးခဲ့တယ်။ရာဂါဇာမုန်တိုင်းကြောင့်ဟောင်ကောင်နဲ့တရုတ်တို့မှာလူပေါင်း2သန်းထိကိုပေးလို့ရကိုရွှေ့ပြောင်းထားကြတယ်။တောင်အရှကုံရောက်လာချိန်မှာရာဂါဇာမုန်တိုင်းကပြင်းအပူကောင်းလာပြီးယနေ့တွင်မှ24ရက်မနက်ပိုင်းမှာအန်ဒီယသတိပေးချက်မြင့်ဆုံးတီတန်ဟုမိုးလေဝသပညာရှင်တွေကသတ်မှတ်တယ်။ ိုင်ဖုံးမုန်နိုင်ရကစားက2019ခုနှစ်ကတိုက်ခိုက်တဲ့ဟာတိုနဲ့2018ခုနှစ်ကတိုက်ခိုက်တဲ့မန်ကတ်မုန်နိုင်တွေပြင်းအမျိုးတရားကောင်းလာလို့သိရတယ်စတေမလာ24ရက်ဟောင်ကောင်ဒေသစံတော်ချိန်မနက်9:00နာရီမှာတနအိလေတိုက်နှုန်း138မိုင်နဲ့ဟောင်ကောင်တို့ဝင်ရောက်ခဲ့ပြီးလက်ရှိတရုတ်တောင်ပိုင်းကုန်းတွင်ပိုင်းကုန်းမြောင်းနေပြီလို့သိရတယ်။ထို့မှတစ်စင်းနောက်48နာရီအတွင်း BNN နိုင်ငံမြောက်ပိုင်းဒေသတွေကိုပူပိုင်းမုန်တိုင်းဖြစ်နေဖြတ်ကျော်နိုင်တယ်လို့စစ်ကောင်စီမိုးစလာကကန့်မှန်းနေ ဆက်လက်ပြီးမြင်းကျက်မြို့နယ်တလုံးမြို့ကနေဆိုင်ကနေထွက်လာတဲ့စစ်သားနယ်ပြူစော်တွေကိုတိုက်ခိုက်မှု၄ဦးသေဆုံးပြီးတနက်တလတ်သိမ်းစရာရှိမန္တလေးတိုင်းမြင်းကျက်မြို့နယ်တလုံးမြို့ကနေဆိုင်ကနေထွက်လာတဲ့ဂျပန်စစ်သားနယ်ပြူစော်တွေကိုကြားပြတ်တိုက်ခိုက်ရာ၄ဦးသေဆုံးပြီးတနက်တလတ်သိမ်းစရာရှိကြောင်း MGM 35ကြော်စားတပ်ဖွဲ့တောင်းကကိုနေမိုက်ကပြောတယ်စတေမာ၂၂ရက်နေ့မနက်09:30မိနစ်ကမှမြင်းချက်မြို့နယ်တလုံးမြို့ကနေအနိုင်ကျရဘက်ကိုဆိုင်ကိန်းနဲ့ထွက်လာတဲ့ဂျက်ဖက်စစ်သားနဲ့ပြူစော်တီကိုတော်လိုက်တပ်ဖွဲ့တွေကဂျားပြတ်တိုက်ခိုက်ခဲ့ကြသည်ရတယ်။ ထိုတိုက်ခိုက်မှုကြောင့်စစ်သားနောက်နဲ့ပြူစော်ရီနောက်ဒေသောင်းမီကြီးသွေးမျိုးစားတနန်တလန်နဲ့ခုနှစ်သက်သမ62ကြီး45တောင်းသိရရှိခဲ့ကြောင်းထို့ပြင်တိုက်ခိုက်မှုတွေကပါစ20ရာပိုးစင်ရှိသူတောင်းထိခိုက်တဲ့အရှိကတလုံးမျိုးနဲ့မြင်းချက်မျိုးကနေအင်အား120ခန့်ရှိအစ်စ်ကိုရောက်ရှိလာပြီးတိုက်ပွဲတွေဖြစ်ပွားကတော်လည်းရပေါ်တောင်းချဆုပ်ခဲ့ကြောင်းသိရတယ်။တလုံးမျိုးကလည်းအနေကိုကုသန်သွားလာတဲ့စစ်ကွင်းနဲ့ပြူစော်တီကို လမ်းကနေစောင့်ကြိုပြီးတိုက်ခိုက်ခဲ့တာစားတိုက်တဲ့အချိန်ကတော့ဆင်းရောက်ပဲတိုက်ခိုက်နေတဲ့အချိန်စစ်ကိုရောက်လာခဲ့တယ်။တလုံးမျိုးကနေ20လောက်ထွက်လာပြီးမြင်းချံမျိုးကနေလည်းအင်အားတရာလောက်ရောက်လာခဲ့တာတိုက်ပွဲမှတ်တမ်းရွယ်ရဲဘော်ကကြာဆုံးသွားရဲဘော်တွေကိုဆွဲထုတ်ခဲ့ရလို့ဗီဒီယိုမှတ်တမ်းတော့မရခဲ့ဘူး။တိုက်ခိုက်ခဲ့တာကကျွန်တော်တို့ဖွဲ့တဲ့ပဲလို့ MGN 35ပြောက်စားတပ်ဖွဲ့တောင်းကကိုနေမိုက်ကပြောတယ်။ MJ35 ပြောက်စားတပ်ဖွဲ့အနေဖြင့်မြင်းချံမြို့နယ်တွင်ရှိဂျပန်စစ်သားနှင့်ဒက်စကန်တွေကိုစစ်မပြတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကိုနေမိုက်ကဆက်လက်ပြောဆိုရင် ဆက်လက်ပြီးမြန်မြွနယ်မှာကင်ဘတ်ဒေါ်လာပြူစော်တွေကိုပြစ်ကတ်တိုက်ခိုက်မှုကင်မှုပြူစော်တွေမျိုးနိုင်ပွဲချင်းမိသေးဆုံးမကွေးတိုင်းမြန်မြွနယ်မှာကင်ဘတ်ဒေါ်လာပြူစော်တွေကိုပြစ်ကတ်တိုက်ခိုက်ရာကင်မှုပြူစော်တွေမျိုးနိုင်ပွဲချင်းမိသေးဆုံးခဲ့ကြောင်းတီဝိုင်ကပြောကြားတဲ့ဘွယ်ရဲဘော်စော်ကြီးကပြောတယ်ယနေ့စနေမလာ24ရက်နေ့မနက်ကြောင်နိုင်ကမှာမြန်မြို့နယ်တောင်ပိုင်းရှိတရကံပြူစော်တရကကင်ဘတ်ထွက်လာပြူစော်တရကိုပြေကတ်တိုက်ခိုက်ရာအပြန်လဲပြေကတ်မှုဖြစ်ပွားခဲ့ကြောင်းသိရတယ်။ ထို့ဖြစ်ကတိုက်ခိုက်မှုတွင်ကင်းမှုပြူစော်တီမျိုးနိုင်ပွဲချင်းမိသေးဆုံးခဲ့ကြောင်းအထိနာနှင့်ပြူစော်တီမှ40မမတလုံးလက်နက်ငယ်နှင့်ရန်တပ်ပြပောက်ခဲ့ကြောင်းထို့ကြောင့်ပြန်လည်ပြစ်ခတ်မှု10မိနစ်ကြာပြစ်ပွားပြီးတော်လင်းရဲဘော်တီဒီကမ်ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်အစောပိုင်းတိုက်ခိုက်မှုကိုဒီဝိုက်ကပြကြတဲ့ဘွယ်မြိုင်ဘက်ကဖတ်တဲ့တက်ခွဲတဲ့မြိုင်ဘက်ကဖတ်တဲ့တက်ခွဲလေးစင်ကြပြည်သူ့လွတ်မြောက်ရေးတပ်ပါဆို PSC ညာမြေတပ်ပါဆို Union Brother ယူပြီးကမတ် Underground PDF ကမာတပ်ပေါင်းစုတောင်ကြီးနောက်တပ်ဖွဲ့တောင်မတ်တပ်ဖွဲ့တို့မှစီလုံးစာပြင်ပူပေါင်းလုံဆောင်ခဲ့ကြောင်းသိရတယ်။ဆက်လက်ပြီးတော့စင်ပါဝဲမြို့နယ်မှာစိုက်ကဲတဲ့ထွက်လာရဲနဲ့စစ်သားတွေကိုပြစ်ကတ်တိုက်ခိုက်မှုတအုပ်သေးဆုံးမိသနက်တလသိန်းစီအားရှိမကွေးတိုင်းစင်ပါဝဲမြို့နယ်မှာစိုက်ကဲတဲ့ထွက်လာရဲနဲ့စစ်သားတွေကိုပြစ်ကတ်တိုက်ခိုက်မှုတအုပ်သေးဆုံးမိသနက်တလသိန်းစီအားရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခဲမှန်ကတိုင်းကပြောတယ်။ စတရီမလာ၂၀တောင်းနေမနက်၁၇နာရီ၅မိနစ်ကမှစင်မောင်းဝဲမြို့နယ်လမ်းမိုက်တနေရာမှာဆိုင်ကနေထွက်လာတဲ့အကြပ်ဖက်စစ်သားနေရဲတွေကိုတော်လိုင်းတပ်ဖွဲ့တွေကစောက်ချိုပြေကတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်ရဲတပ်ဦးတည်ဆောင်ကအမေတာတီအမျိုးသားတနတ်လက်သိမ်းစရာရှိပြီးတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်။စင်မောင်းဝဲမြို့နယ်လမ်းမိုက်တနေရာမှာဆိုင်ကနေထွက်လာရဲခွေနဲ့စစ်ခွေတွေကိုစောက်ချိုတိုက်ခိုက်တာရဲတကောင်တည်ဆောင်ပြီးအမေတာတီတနတ်လက်သိမ်းစရာရှိလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခံအမှန်ကတိုင်ကပြောတယ်။ ။အလားတူစတေမာလာဆက်သွယ်ရန်တွေကလည်းစင်မော်ဝဲမြို့နယ်ကိုပင်တကရလမ်းပိုင်းမှာစင်မော်ဝဲမြို့နယ်မှာပါဝင်စစ်သားနဲ့ရဲတွေလိုက်ပါတဲ့ကားတစ်စီးကိုပြစ်ခတ်တိုက်ခိုက်ရာရဲနဲ့စစ်သားတို့ထိဆုံးခဲ့ပါတယ်။ဆလာဘေးစစ်ကောင်မရှင်ထိုးစဲကြောင့်တီမောဆိုဖရူဆိုဒါလဲလမ်းပိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးလမ်းပိုက်တော့မပြောင်းခဲ့နေတဲ့ပွဲတွေပဲကင်းဒီဒေသမှာစစ်ကောင်မရှင်ကအင်အားများပြားအုံပြုပြီးစစ်ကြောင်ထိုးနေပြောလက်ရှိမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်တီမောဆိုဖရူဆိုဒါလဲလမ်းပိုက်ကိုပြည်သူများအနေနဲ့တော့မပြောင်းကြရင်ကင်းဒီပြည်တပ်ပေါင်းစုံစစ်အုပ်စစ်ဘွဲကအသိပေးတော့ပြန်နေတယ် စေကောင်ရှင်ရန်နံစင်90ကနေတရားကြကလိုင်းကိုဒီမိုဆိုဘက်ကတစင်ဖရူဆိုဘက်ကိုစစ်ကြောင်းတို့ဝရောက်လာပြီးနောက်ဆိုဘလန်ပိုက်တစ်လျှောက်မှာနေစင်နေများထိတဲ့တိုင်ပွဲတွေဒရော့တိုက်ခိုက်မှုတွေလက်နက်ကြီးပြက်ကမ်းမှုတွေလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားလျက်ရှိတယ်။စစ်ကောင်ရှင်စစ်ကြောင်းမှာစစ်မှုရန်တပ်သားတွေအများပြပောင်းနေကြသည်အပြင်လက်ရှိမှာဆိုပါစစ်ကောင်ရှင်ရင်တန်းတွေကပရူဇိုဘက်ကိုရောက်ရှိနေကထုံးမတဆင်ပေါ်လက်ခဲ့ဘက်ကိုဆက်လက်စစ်ကြောင်းတို့တွားရောက်ပြင်ဆင်နေကြသည်ရတယ်။ စေကောင်းရှင်က၎င်းတို့ကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲမီလက်လွတ်ထားတဲ့နေမြေတွေကိုပြန်လည်ရရှိအပြင်းထန်ကြိုးစားနေပြီးကိနီပြည်နယ်မှာရွေးကောက်ပွဲပိုက်တဲ့ကိုလိုက်ကောင်းနဲ့ဘောလကန်မြေနယ်မှာကျင်းပမည်ဖြစ်ကြောင်းစေကောင်းရှင်ကကြေညာပါတယ်ဆလဘီလေးကေကတိုက်ပွဲမှာစစ်ကောင်ဖြစ်တဲ့ကပြခဲ့တဲ့လက်နက်ကြီးကြီးထိုင်းနိုင်ငံဘက်ကိုကြာရောက်ထိုင်းစစ်တပ်လို့ကြော်ရီတို့မြင်မြန်မာနိုင်ငံလေးကေကောင်မြို့နယ်နဲ့ထိုင်းနိုင်ငံမဲဆောက်မြို့နယ်တို့ကိုမျက်နှာချင်းဆိုင်နေရာမှာဖြစ်ပေါ်တဲ့တိုက်ပွဲမှာစစ်ကောင်ဖြစ်တဲ့ကပြခဲ့တဲ့လက်နက်ကြီးကြီးကထိုင်းနိုင်ငံဘက်ကြံကိုကြောက်ခဲ့တဲ့ပြင်ထိုင်းစစ်တပ်ကလုံကြော်ရီတို့မြင်လိုက်ပါတယ် ယနေ့စတင်မာလာ20ရက်နေ့မှာဖြစ်ပွားတဲ့တိုက်ပွဲတွေလမ်းနဲ့ကြေးကြီးတလုံးပဲဆောင်မြို့နယ်မေတ္တာအကြီးအနေရှိတော့ဒွင်ကိုကြောက်ခဲ့တော့လဲအတိုင်းပြည်သူတွေထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်းတိုင်းသတင်းဌာနတွေကပေါ်ပြတယ်။ထိုင်းဘက်ကကြောင်းကနေကိုလမ်းနဲ့ကြေးကြရလို့ကြားတယ်တတိကြကြတော့မသိဘူးလမ်းနဲ့ကြေးတန်တွေကအဆုံးပဲ။အဆိုပါချင်းနေကြောင်းထိုင်းနိုင်ငံရာဇာမနူတို့တပ်ဖွဲ့ နယ်စံတက်မဟာနဲ့လုံချွေးဆိုင်အဖွဲ့အစည်းကတိုင်းမြန်မာနယ်စပ်တရှောင်းမှနေထိုင်တဲ့ပြည်သူတွေအသည့်ပေးထားပြီးပုံမှန်ကူးဆိုင်နေထိုင်ပြောကြားခဲ့ကြောင်းတိုင်းသတင်းဌာနမှဖော်ပြပါရယ်။စစ်တပ်ဘက်ကလက်နက်ကျင်းနဲ့ပြစ်တာ၄ရက်လောက်ရှိပြီ။လေးကေကောရှင်နာတဝိုက်ကိုပြင်နေရတခါလေမိခိုးတွေမြင်ရတဲ့အတိုင်းမြစ်ပေးမှာဒိုင်းစစ်သားရဲ့ကိလန်နေရတွေ့ရတယ်။အရင်ရက်ကမတွေ့ရပေမဲ့ဒီမနက်မှာတွေ့လာရတယ်။စစ်ကောင်မရှိဘက်ကပြစ်ခဲ့တဲ့လက်နက်ကြီးကြီးကဒိုင်းနိုင်ငံဘက်ကြောင်ကြောက်ရောက်ပြီးယနေ့ညနေပိုင်းမှာဒိုင်းစစ်တပ်ကလောကျွဲပုံမတော်မြင်အင်အားပြစ်တင်ကောင် ဆောက်ရှောက်မှုတွေပြုလုပ်နေကြောင်းသိရတယ်။စေကောင်ရှင်တက်ကလည်း stream 23မိနစ်ပိုင်းမှာလေးကေကောကုံရအောင်ရင်တော့ကစစ်ကြောင်းတို့ခြေတလာပြင်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်ရှင်တက်ကလေးကြောင်းမှပုံကျတိုက်ခိုက်မှုတွေပြင်လက်နက်ကြီးတွေပါပစ်ခတ်ခဲ့ပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရရှင်။